15သိန်းဝန်းကျင်မှာ performance အသာပေးပါဖုံးဝယ်ရမလဲ China Stable မဟုတ်ဘဲနဲ့ official ထဲကဆိုရောပေါ့အဲ့ဆိုတော့ဒီနေ့ဗီဒီယိုကမိတ်ဆွေအတွက်ပါပဲဒီနေ့ကျွန်တော် showcase လုပ်ပေးမှာတော့ Poco A7 Pro Poco အခုချိန်လောက်ဆိုရင်တော့တော်တော်များများသိနေလောက်ပါပြီမသိသေးတဲ့တွေတွေနည်းနည်းပြောပြရမှာဆိုရင်2018ဝန်းကျင်လောက်ကစပြီးတော့ Poco ဘိုင် Xiaomi ဆိုပြီးတော့သူ့ရဲ့ sub brand အခွဲတစ်ခုပေါ့နော် India New Delhi မှာစကြင်ညာကလေးက mid-range phone လောကမှာတော်တော်လေးကိုဂရက်ထားခဲ့တဲ့ Poco phone ပေါ့နော် Poco မှာ series လေးမျိုးရှိရယ် CM8F ဆိုပြီးပေါ့ F ကတော့အမြင့်ဆုံးကျွန်တော်တို့အရင် Poco F1 တို့ပါလို့မှတ်မိကြအောင်ပဲထင်ပါတယ်အခုသုံးနေတဲ့ user တွေရှိလို့ရှင်တဲ့အောက်မှာကိုယ့်ရဲ့ user experience နဲ့အမှတ်တရလေးမှန်းကဲလို့ရပါတယ်အဲ့တော့စကားပြန်ဆန်းရရင်ဒီ Poco A7 Pro နဲ့ Now C75 တို့ C61 တို့ကျွန်တော်တို့မြန်မာပြည်တရားဝင် official ဝင်လာပြီဖြစ်ပါတယ် congratulation ပါဒါကျွန်တော်တို့ရဲ့ဖြုံအားရောင်းအားကိုလိုက်ပြီးတော့ maybe နောက်ပိုင်းကျရင်တော့ M series F series တွေလည်းဆက်ဝင်ဝင်လာမယ်ပေါ့နော် ကျွန်တော် hope ဆိုပါ။တနည်းအားဖြင့်ဒီ Poco A7 Pro က Redmi Turbo 4ရဲ့ global version အပြင်ကို Poco ဆိုတဲ့ branding အောက်က official ဝင်လာတဲ့ phone တစ်လုံးဆိုတော့ Poco fan လေးလည်းဝမ်းသာမယ်လို့ထင်ပါတယ်။ My interpreter ကြီးအားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဖုန်းကျော်သူပါ။တကယ်လို့ဒီ video လေးကိုသဘောကျရဆိုရင် like and share လုပ်ပြီးတော့ကျွန်တော်တို့ support လုပ်လို့ရပါတယ်။ကိုယ့်ရဲ့အမြင်တွေကိုလည်းအောက်က comment မှာ mention လုပ်ရပါတယ်။ထုံးစံတိုင်း Poco A7 Pro ဆိုတာ ਨੇ gaming mic လားဆိုပြီးမေးကြလိမ့်မယ်။တကယ်လဲဒီ phone ကခုနောက်ပိုင်းကျွန်တော်တို့ international ဈေးကွက်မှာတော့မှ gaming အတွက် ဒီ price to performance mirror ထဲမှာတော်တော်လေး hype နေတဲ့ phone တစ်လုံးဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီ phone ရဲ့ gain ဆိုရတဲ့ user experience လေးကိုလည်းမျှဝေပေးသွားမယ်။အရင်ဆုံးဒီ phone ရဲ့အခြေခံအချက်လေးနဲ့သိတာတဲ့အပြောင်းလဲလေးညာနေစပြောအောင်။သူ့အရင် X6 Pro နဲ့ရှင်ပါဆိုဒီ phone ကတော်တော်ကွာဝါးကြီး။ဥမာဗျာ IP68 နဲ့လာတာမျိုးဒါကလေ Poco phone တွေမှာပထမဆုံးလို့ပြောလို့ရတယ်ပြီးတော့ 6000mAh silicon carbon battery နဲ့လာတယ် Redmi Note 14 Pro Plus နဲ့ Turbo 4 user တွေဆိုတော့သိမှာပါ ဒီလိုမျိုးဖုန်းတွေမှာတော်တော်လေးကိုအားဖို့ခံလာကြတယ်။ performance အရာဆိုလည်းမနှိမ့်လောက်ဘူး။သူ့မှာ Dimensity 6400 Ultra အဆူစီသုံးပေးထားတယ်။ကျွန်တော်တို့မိတ်ဆွေတို့မျက်စိနဲ့မြင်လွယ်အောင်နည်းနည်းဥမာပေးပြောရမှဆိုရင် AnTuTu Score တသန်းကျော်ရထားတယ်ပေါ့နော်။ဓာတ်ရိုက်ရှင်ကြည့်မှဆိုရင်အရင် Snapdragon AS Gen 3ထက်လည်း performance ပိုကောင်းတယ်။ပြီးတော့ဒီလိုမျိုး Dimensity Ultra processor ဆိုတာအရင်က K70E လိုမျိုးအနည်းဆုံး Redmi K series ဖုန်းတွေမှာမှမြင်ခဲ့ရတဲ့အဲ့လို high performance mid range upper mid range SoC တွေပေါ့။ ။ဆိုတော့ဒီတစ်ခေါက်မှာတော့ Carbon 4ရော Poco A7 Pro ရောမှာသုံးလေးလာတယ်။ Silicon Carbon Battery နဲ့ဒီလိုမျိုး High Performance Chip တင်နေရတော့နေသူတို့အတွဲဆက်မိုက်နေရပဲ။ပုံမှန်ဆိုဒီလိုမျိုး Flagship Killer ရဲ့မှာ Killer Devil Killer ဖုန်းတွေမှာ Performance တော်ရုံကျန်းတဲ့ခုနကလို SoC သုံးလေးလိုက်တယ်။ Thanks all ပေါ့နော်ဒါတော့ပဲ။ဒါပေမဲ့ဒီတစ်ခေါက်မှာ Carbon 4ရောဒီ Poco A7 Pro ရောမှာပိုသဘောကျဖို့ကောင်းလာတဲ့အချက်ရှိရဲ့။အဲ့ဒါ UFS 4.0တို့ LPDDR5X RAM တို့ အဲ့ဒါတွေပါတုံးလာတာမတိသေးသူတွေအတွက်နည်းနည်းရှင်းပြအောင်မယ်ဆိုရင် APTDR4 ကို 4A တို့ဆိုတာဒီလိုမျိုး mid range နဲ့ upper mid range ဖုန်းတွေမှာတုံးနေခဲ့တဲ့ RAM speed တွေပေါ့နော်ဒါပေမဲ့ APTDR5 တို့ 5A တို့ကကြတော့တကယ်ကို high end flagship phone အမြင့်နေတကယ်ပေါ့နော် true flagship တွေမှာမှမြင်ရတဲ့ဒါမျိုး tier level ဖုန်းတွေမှာတိတ်မတွေ့ရတဲ့ RAM speed အဲသူကဘာကောင်းကျိုးဖြစ်လဲဆိုရင်ကျွန်တော်တို့ app တွေအများကြီးဖွင့်သုံးတဲ့အချိန်မှာ power စားတာတက်တာတယ် ပြီးတော့ RAM speed ပုံမြန်လဲဆိုတော့ overall သုံးရတာပုံမြန်တယ်ပေါ့အဲ့လိုပဲ UFS 4.0ဆိုတာလည်း phone memory storage SSD ရဲ့ speed ပေါ့ဒါမျိုး mid range phone တွေ upper mid range phone တွေမှာအလွန်ဆုံး UFS 3.1 speed လောက်ပဲသုံးတယ်ဒါတော့မခန့်တာဒီတစ်ခါ Redmi Note 14 Pro series တွေမှာ UFS 2.2တောင်ပြန်ဖြစ်သွားသေးတယ်ပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးမှာ Turbo 4တို့ဒီ A7 Pro တို့က4.0နဲ့ LPDDR5X ဒါမျိုးရဖို့ဆိုရင်အရင်တော့ဆိုရင်ကျွန်တော်တို့ ဟိုဈေးသက်တာရဲ့ထဲကဆိုရင်အနည်းဆုံး Redmi K series လောက်သွားဝယ်မှောက်ရမယ်အနေထားအဆိုစီတစ်ခုလည်းမြင်ပြီးတော့ UFS တို့ RAM speed တို့ကကြတော့ပါမှန်ပါပဲ my friend mid range ကမေ range ပဲဆိုတာမျိုးသုံးနေခဲ့ကြတာပေါ့နော်ဒါပေမဲ့ဒီဒီခေါက်မှာတော့ဒါမျိုးဖုန်းတွေကတကယ်ကိုတာဘိုဆိုတဲ့နာမည်နဲ့လိုက်လောက်အောင် performance ဆိုတဲ့နေရာမှာ SOC တခုလည်းကောင်းနေရမှာမဟုတ်ပဲねပေါ့နော်ဒီလိုမျိုး တကယ်လူသိနေတဲ့ underrated အရေးပါတဲ့နေရာတွေမှာပါသူတို့ upgrade လုပ်လာတယ်အခုလိုမျိုး UFS နဲ့ RAM speed အမြင့်နေပါတာဖုန်းကိုရေရှည်သုံးတာတော့နောက် storage ပြည့်ခန့်နေတယ်သိရမလားကျွန်တော်တို့ normal user တွေဖုန်းသုံးရင်သုံးနေ storage ပြည့်ခန့်နေဖြစ်လာတာမျိုးအဲအဲ့လိုမျိုး use case တွေမှာ ဖုန်းကိုပို့ပြီးတော့ overall သွက်စေတယ်တေချာပြောနိုင်တာတော့ဒီလိုမျိုး spec တင်နေလာတဲ့ဖုန်းတွေဒီအဲ့လိုမျိုးတစ်နှစ်နှစ်လောက်တောက်လျှောက်သုံးနေလေသူရဲ့ overall သွက်ပါတယ်ဆိုရယ်ခန်းစားချက်က ဟိုခုနက mid range ဖုန်းနေနဲ့ရှင်းမှာဆိုရှင် တော်တော်လေးကိုတတ်တာတာတွေ့ရတယ်ဖုန်းလေးလာတာမျိုးသိရမလားဝီဝါရစကန်လာကြရမှာမဟုတ်ဘူးအခုဆိုရင်ဒီဖုန်းတွေကတကယ် performance အသာပဲ K series ဖုန်းတစ်လုံးနီးပါးကိုဖြစ်လာပြီအဲ့ K series ဖုန်းတွေက Snapdragon 8 Gen 2 8 Gen 3လောက် performance မလိုတဲ့လူတွေအတွက်ဆိုရင် sweet spot လေးလိုတောင်ဖြစ်လာတယ်ဘာလို့လဲဆိုတော့ဟို8 Gen 2 8 Gen 3တွေက performance ကောင်းတယ်လို့တော်တော်လေးပူတယ်ဗျာအဲတကယ် flagship tier ဖုန်းတွေမှာတော့မအဲ့အပူပြဿနာအနည်းငယ်များကြုံရတာ ဆိုတော့အဲ့လောက်ဒီ performance မလိုအပ်နေတဲ့မိတ်ဆွေတို့ကြတော့ဒီဖုန်းမျိုးတွေဝယ်လိုက်တာအဲ့လောက်လည်းမပူဘူးအားလည်းခံတယ် performance လည်းတူရနေသူကောင်းကောင်းတော့ထွက်နေသေးတယ်ဆိုတာမျိုးအဲ့လိုမျိုး balance ဖြစ်တာပေါ့အဲ normal user တယောက်အနေနဲ့ဆိုရင်ဒီဖုန်းကဘလို့မှလေးထစ်တယ်ဆိုရယ်ခံစားချက်ကိုစသုံးကြတဲ့ကလည်းမရသလို now တနည်းနည်းတော့တောက်လျှောက်သုံးနေမယ်ဆိုရယ်ရလာမှာမဟုတ်ဘူးအဲ့လောက်ထိကိုဒီဖုန်းတွေက ဟို performance turbo ဆိုတဲ့နာမည်နဲ့တကယ်ပိုလိုက်လာတာဗောနော်တော်ယုံဂိမာတွေနဲ့ normal user တယောက်တို့က all rounder ကောင်းတဲ့ဖုန်းတစ်လုံးလိုတော့မှပြောလို့ရတဲ့အထီကိုသူ့ရဲ့ဟာလေးကသဘောကျဖို့ကောင်းလာတယ်ပြီးတော့ battery အားခံတဲ့ဖုန်း6000 mAh အောင်ပါလာပြီဒါကကျွန်တော်တို့နိုင်ငံနေထားနေလဲကြိုက်တယ် turbo 4အလောက်6500ဘာညာမပါတာလောက်ပဲရှိတယ်ဗောနော် India region တချို့ပိုကိုဒီ X7 Pro မှာဆိုအဲ6500ပါတာတော့ရှိရယ်။ဘာ region နှမျိုးခွဲထုတ်ထားရယ်ပေါ့။အဲထားပါတော့ တကယ်လည်းဒီဖုန်းကသုံးကြည့်လောက်အားတော်တော်ခံတာကိုတွေ့ရတယ်အရင်9000 mAh ပါဝါလောက်ပဲပါတဲ့ဒါမျိုး tier ဖုန်းတွေထက်စရင်တော်တော်လေးကိုအားခံတယ်သူ့မှာသုံးထားတဲ့ Dimensity 6400 Ultra လည်းသူ့ architecture လေးမစိုးဘူးလားဗောနော်ဆိုတော့ overall တခွန်းနဲ့ပြောရမယ်ဆိုရင်တော့ဒီဖုန်းရဲ့ specification တွေခုန6000 mAh ပါဝါပါတဲ့အချက်တွေကဒီဖုန်းကိုတော်တော်လေးကိုဗောနော်ကျွန်တော်ထင်ထားခဲ့ရတဲ့အားပိုခံစေတယ်ပြီးတော့90 watt charger လည်းပါတယ်ဗျအစားဆုံးသွေးမယ်ဆိုရင်တော့ mini laser စွန်းစွန်းလောက်ပဲ ဆိုတော့ခဏလေးတက်လိုက်တာနဲ့အားတွေကတော်တော်လေးကိုပြည့်တယ်ဆိုတဲ့ခံစားချက်ကရတာပဲဒီဖုန်းမှာဘက်ထရီနဲ့ performance လိုပဲထပ်ပြီးကောင်းလာတာတာမယ် control ပေါ့နော်ကျွန်တော်တို့ phantom မဆော့ဘူးဒီတိုင်း plain ဆော့မယ်ဆိုရင်သူ့ဖုန်းရဲ့အပူချိန် heat တက်တဲ့နှုန်းကအရင် turbo series တွေအဲ့လို note series တွေဒါမှမဟုတ်ဒီလိုမျိုး poco 8 series ဖုန်းတွေနဲ့ရှင်မယ်ဆိုရင်နည်းနည်းလေးပိုကောင်းလာတယ်ဆိုတဲ့ခံစားချက်ရတယ်ကျွန်တော်တို့ game မဆော့တဲ့ normal use case တွေမှာဆိုရင်ဒီဖုန်းကအရင်ဒါမျိုး form factor redmi note series တွေ poco ဖုန်းတွေထက် ပို့ပြီးတော့မှာပေါ့နော်ပူမလွယ်ဘူးတိတ်မပူဆိုရခန်းစားချက်ရတယ်တကူတော့ disclaimer ပြောနေတာဂိမ်းကြကြဆော့ရင်တော့ခုလိုနွေရာသီရာသီဥတုမျိုးမှာဖုန်းပေးပြီးပူတာတော့ပူလာမှာပဲပေါ့နော်ဒါပေမဲ့အရင်နှုတ်ထွက်ထားဖို့တော့ဒါဘို3တို့လို့ဖုန်းနေထပ်တော့နည်းနည်းပူအေးရဆိုရခန်းစားချက်ရတယ် ဒါလည်းအဲ့လိုဖုန်းတွေထက်စာရင်ဒီဖုန်းမှာတိတာတယ်နောက်ထပ် upgrade တစ်ခုလို့ပြောလို့ရတယ်။ gain ဆိုလို့ဒီဖုန်းကစာမစော့ကြည့်ခင်ကတည်းက first impression ကောင်းရတယ်။ဥပမာ PUBG ကို 120fps ultra extreme ထိစလာခဲ့ရရတယ်။အဲ့လိုပဲ mobile legend ကိုလည်း ultra graphic ultra frame rate နဲ့စလာခဲ့ရရတယ်။အဲ့ဒါနောက်ဘယ်တော့ရမလဲမသေးကြဘူးဆိုတော့တချို့ Redmi K series ဖုန်းတွေထက်တောင်မှဒီဖုန်းကိုမိုက်တယ်ဆိုတော့ဘယ်လိုပြောမလဲ future proof ဖြစ်တယ်ဆိုတော့ခံစားချက်ရစေရဗျာ။ကျွန်တော်ကတော့ဒီအချက်ကိုပိုကို appreciate ဖြစ်တယ်။ ဂိမ်းမာရီဆိုတော့သိမှာပါဘယ်တော့မှရလာမယ်မှမသိအဲ့လိုတမျောမျောနေရတဲ့ဒုက္ခမလွယ်ဘူးဗျာခါသီးလာတယ်အတွေ့အကြုံရှိရဲ့အဲ့လို feeling relatable ဖြစ်တဲ့လူတွေအောက်မှာမှန်ခဲ့လို့ရပါတယ်ကဲဆိုတော့ကျွန်တော်ဂိမ်းပိုင်းကိုနည်းနည်း testing လုပ်ပြမယ်ကျွန်တော်စမ်းကြည့်တော့ဖုန်းက animate mode on ဆော့မယ်ဆိုရင် performance တော်တော်ကြီးကိုထွက်လာတွေ့ရတယ်အရင်ဟိုးတော့က flagship tire အဆိုစီတွေအတိုင်းပဲဗျာဒါပေမဲ့အဲ့လိုဆော့မယ်ဆိုရင်တော့ဖုန်းရဲ့ ဟီကတော့တက်လာမှာပဲဗောနော်ဒါကတော့ထုံးစံပါပဲအဲ့တော့ခုလိုမျိုးပူတဲ့ရာသီဥတုမှာတော့ကြာကြာနဲ့ကြမ်းကြမ်း graphic အမြင်နဲ့ဆော့ကျင်တဲ့မိတ်ဆွေတွေဆိုရင်တော့ရှင်းပါတယ်ကျွန်တော်ပြောနေကြစကားတိုင်းပဲအိဆာနဲ့ cooling fan ကောင်းကောင်းတစ်ခုဝယ်တက်ဆော့ဖို့တော့အကြံပေးခြင်းလေအဲ့ဒါဆိုရင်တော့ဒီဖုန်းကသူ့ရဲ့ diversity 6400 ultra နဲ့ LPDDR5 X RAM နဲ့ UFS 4.0တွေနဲ့ဂိမ်းဆော့ရတာဘာမှလေးထစ်တယ်ခံစားချက်ရမှာမဟုတ်ဘူး ိန်းအဝင်ထွက် app အဝင်ထွက်တရားစာအကုန်လုံးတွက်လက်နေရပဲတကယ်လို့မိတ်ဆွေအောင် mobile legend လောက်အဆော့များတဲ့ normal game မှာတယောက်ဆိုရင်ဒီဖုန်းကအားလည်းတိတ်မကုန်ဘူးပြီးတော့အပူချိန်လည်းအဲ့လောက်မတက်ဘူး overall screen size လည်းမသေးတော့ကျွန်တော်တို့ RPG game တွေပဲဆော့ဆော့ FPS first person shooter တွေပဲဆော့ဆော့ဒီဖုန်းကမဆိုးဘူးပေါ့နော်ကျွန်တော် majority game တော်တော်များများဒီဖုန်းနဲ့ထည့်ဆန်းဆော့ဖြစ်တယ်အဲ့မှာ game တွေမှာရတဲ့ setting လေးတွေပြပေးလိုက်ပါတယ်ဥပမာ Genshin Impact ဆိုရှင်လည်း FPS 60 ठी ရတယ် overclock တော့ဖြစ်တာပေါ့ ီဖုန်းနဲ့ gain ဆော့ရတာဘယ်လိုနေလဲဆိုရင် overall အားရဖို့ကောင်းပါတယ်အဲတာမယ် control နည်းနည်းပိုကောင်းလာတယ်ဥပမာ phantom မဆော့ရခြင်းတူတူဆိုရင် K80 ထက်ဒီဖုန်းက heat အပူလွန်တဲ့ပြဿနာပိုနေတာကိုတွေ့ရတယ်ဖုန်းပြီပြီ gain ဆော့ရင်တော့ပူတာတော့ပူမှာပဲပေါ့နော်ဒါပေမဲ့အဲခုနကဟိုလိုဖုန်းတွေမှာကြတော့တော်တော်ကြီးပူကျစ်ပြီလက်ထဲမှာ comfortable မဖြစ်တော့အောင်အပူခံပြီးတအားဆော့ရတဲ့အနေအထားမျိုးကိုဒီဖုန်းကမိတ်ဆွေတာ high end graphic တွေနဲ့ ever အကြာကြီးမဆော့နိုင်ဘူးဆိုလို့ရှိရင်ပိုတက်တာတော့တွေ့ရတယ် တေချာပြောနိုင်တာတခုကတော့အရင် Diversity SoC နဲ့လာတဲ့ Redmi Note Series ဖုန်းတွေအဲဒါမျိုး Poco ဖုန်းတွေထက်စရင် performance နဲ့ battery life efficiency ratio ကောင်းတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်။မိတ်ဆွေသုံးတဲ့ပုံစံနဲ့ပူရာအဲ့လောက်ထိမတက်တာဘူးဆိုရင်တော့အားတော့ခံတယ်ဆိုတာကိုတွေ့ရလိမ့်မယ်။ Poco ကတော့ Poco ပီတာနေသေးပဲဆိုတော့ဒီဈေးတန်းဝန်းကျင် official ဖုန်းတွေထဲမှာ performance အသာပေဖုန်းတစ်လုံးရှာနေမယ်ဆိုရင်ဒီ Poco A7 Pro ကတော်တော်လေးကိုထည့်စင်စားစရာတန်းပြီးတော့မျက်စိထဲမှာထင်းထွက်နေမယ်။ ဖုန်းတလုံးဆိုတော့မမအောင်ဈေးသက်သာမယ်ပေါ်ဖော်မန့်ကောင်းကောင်းရမယ်တော်တော်များများတော့ Double 4ကနေအတူတူပဲဒါပေမဲ့သူ့ရဲ့ဗီဒီယိုမှာတော့ OIS နဲ့ HDR 10 Plus ပါလာတယ်ဆိုတော့မိတ်ဆွေကဗီဒီယိုရိုက်မယ်ဆိုလို့ရှင်တော့ဒီကောင်က Double 4ထက်ပိုငြိမ်ပြီးတော့ HDR ပိုကောင်းလိမ့်မယ်သူ့ရဲ့အနောက်ဘက် main camera ဗီဒီယို quality ကို 4K 60fps ရတယ်ကျွန်တော်နမူနာ shot လေးပြပေးလိုက်ပါတယ်ဒါကတော့ Poco A7 Pro ရဲ့ 4K 60fps ဗီဒီယိုဖြစ်ပါတယ် ရိုင်းနေတဲ့အချိန်မှာတင်တော်တော်လေးကိုတည်ငြိမ်မှုရှိတာကိုဖြူဖိုင်နာမှာတွေ့ရပါတယ်ရိုင်းနေတဲ့ကျွန်တော်တို့6စာတီဆွဲလို့ရတယ်ဒါပေမဲ့ digital ဖြစ်သွားတာပေါ့နော် Poco A7 Pro ရဲ့ 4K 60 FPS video ဖြစ်ပါတယ်ရိုင်းနေတဲ့ဖြူဖိုင်နာမှာတင်တော်တော်လေးကိုငြိမ်နေတာကိုတွေ့ရပါတယ်ဒါကျွန်တော်ပုံမှန်စပီနဲ့ပန်းရိုင်နေတာပေါ့နော် သူ့ရဲ့ main camera ဓာတ်ပုံရိုက်မယ်ဆိုရင်ဘယ်လိုနေထားရှိလဲဆိုတော့ lighting ကောင်းအောင်ရတဲ့ day time လိုမျိုး shot တွေမှာတော့မစိုးမိုက်တယ်။အရင်တာဝစီးရီးတဲ့တိတိတသာပိုကောင်းလာတာသူ့ရဲ့ night mood low light ပုံထွက်ပါ။ software support ပိုကောင်းလာတယ်။ ultra wide camera တော့တာမန်လောက်ပဲ။ selfie camera နဲ့ 1080p 30fps ဗီဒီယိုရိုက်လို့ရမယ် ဒါကလည်းဒီဖုန်းမှာ main camera လောက်သိပ်မကျန်းတဲ့နောက်တနေရာပေါ့နော်ခုနကျွန်တော်ပြောသလိုပဲအလင်းကောင်းကောင်းရမယ်ဆိုရင်တော့ဒီဖုန်းက normal user တယောက်အတွက်အဆင်ပြေတဲ့ selfie shot တွေရပါတယ်ကျွန်တော်နမူနာပုံလေးတွေပြပေးလိုက်ပါတယ် IP68 water resistant ပါတယ်လို့ပဲဒီဖုန်းရဲ့အရှိတ်အမှန်ကလည်းခေါ်ရလား glass 7 iron သုံးမိထားတယ် နည်းနည်းမမချာချာရှိတယ်။ display ကလည်း high spec ကြီးပဲဗျာ။သူ့ display ကပုံမြင့်တဲ့ဖုန်းတွေအရလိုပဲ maximum brightness 3000နင်းအထိရတယ်။ in real life မှာတော့1400နင်းလောက်ထိရတယ်ပေါ့နော်။ဒါကဘလို့နေနေကျွန်တော်နေရာအောက်မှာကောင်းကောင်းယူမြင်ရတယ်နှုန်း။ပြီးတော့12 bit 68 billion color နဲ့ Dolby Vision နဲ့ HDR10+ တွေလည်းအကုန်ပါပြီးသား။တခုနဲ့ပြောရမယ်ဆိုရင်တော့ 1.5K resolution quality ကောင်းကောင်းပန်းတယ်တခုနောက်ဆုံးအနေနဲ့ကျွန်တော်သူ့ရဲ့ speaker အတန်ထွက်နမူနာကိုဖွင့်ပြပေးလိုက်ပါမယ် 美术的毕业的人家进来做海报那些的哭哭，酷酷的 l 较难上手啊。 ေးတန်း official ဖုန်းတစ်လုံးနေနဲ့တော့ဘယ်လိုမှအားမရစရာမရှိဘူးသဘောကျဖို့ကောင်းပါတယ်ဈေးဆိုလို့ဒီ Poco A7 Pro က12256ကို14,900 12512ကို15,900ကဲဒီဖုန်းလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲ Global version မှာကိုင်ကျင်တယ်ဆိုရင်မိတ်ဆွေတွေအတွက်ကောသူ့ရဲ့ specification တွေ power spec တွေအားရဖို့ကောင်းလားကိုယ့်ရဲ့အမြင်နဲ့အောက်မှာမန်ခဲ့လို့ရပါတယ် ကျွန်တော်အနေနဲ့တော့ official global ဝင်တဲ့ဖုန်းတွေထဲမှာ performance မှာ performance လိုချင်တဲ့လူတွေအတွက်အဲ့လောက်ထိကင်မရာအရမ်းမကောင်းလဲရတယ်ဆိုရင် all rounder ကင်လို့ကောင်းတဲ့ဖုန်းတစ်လုံးလို့ရဲရဲညွှန်းချင်တယ် showcase video ဆိုပေမဲ့ကျွန်တော်တကယ်လဲအားရမရဲ့ spec တင်တဲ့ဖုန်းလေးတစ်လုံးပါဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ဖုန်းကျော်သူပါဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်သဘောကျရင် like and share လုပ်ခဲ့လို့ရပါတယ်